်မင်္ဂလာပါရှင်ကျမတို့ channel ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးနိုင်ငံ၏အရှုပ်ထွေးများကိုဖြေရှင်းရန်စီမံချက်များအသိရှိနေပြီဟုစစ်ထွက်အများစုပါဝင်သည့်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကြီးပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုင်ငံကိုပြန်လည်တည်ဆောက်ရေးနဲ့နိုင်ငံ내ကအရှုပ်ထွေးတွေကိုဖြေရှင်းဖို့ခိုင်မာတဲ့စီမံချက်တွေကြံ့ခိုင်ရေးပါတီ USDP မှာရှိတယ်လို့ပါတီဥက္ကဋ္ဌဦးခင်ကြီးကပြောဆိုလိုက်ပါတယ် စက်တင်ဘာ28ရက်မနေ့ကညပိုင်းမှာ USDP ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာဥခင်ကြီးပြောဆိုထားတဲ့ရုပ်သံမတန်းကိုဖော်ပြထားတာဖြစ်ပါတယ်။အကြံဖက်မင်းအောင်လိုင်ပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲဟာနိုင်ငံရေးပြိပခါတွေကိုအဆုံးသတ်စေမဲ့လုံရက်တစ်ခုဖြစ်တယ်လို့အခိုင်အမာယူဆကြောင်းလဲဥခင်ကြီးကပြောဆိုထားပါတယ်။အရှုပ်ထွေးအချိုးကွေတွေနေရာမှာကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တာဝန်ဝတ္တရားတွေရဲ့အတွေ့အကြုံစဉ်ဆက်မပြတ်လည်လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရဒီပြဿနာတွေ ကိုကျွန်တော်တို့ကောင်းစွာအကိုင်းတွေဖြည့်ရှင်ပေးနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေရှိပါတယ်။နောက်ထောင်ကောင်းယုံတက်တဲ့ဆောင်းပုတ်တွေကိုအလွတ်ရွတ်ပြနေရမယ့်စာတကယ့်ကိုအရေးရှိတဲ့ရလက်ကောင်းတွေပေါ်ထွက်လာတာနဲ့တူဒီရလက်တွေကိုအချိန်ကန့်သက်ချက်တိုင်းဖရင်သတ်မှတ်ပြီးတက်သေးပြနိုင်ဖို့ကျွန်တော်တို့အစဉ်သင့်ရှိပါတယ်လို့ဦးခင်ကြီးကပြောပါတယ်။ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့လူယုံနေနဲ့ဖွဲ့စည်းထားတဲ့ USDP ပါတီအနေနဲ့တိုင်းပြည်ကိုတည်ဆောက်မဲ့စီမံချက်တွေအကောင့်ထည့်ဖော်ဖို့အတွက်အရေးချင်းရှိတဲ့သူတွေရှိထားပြီးဖြစ်တယ်လို့ကုညီထောက်ပံ့ပေးမဲ့အဖွဲ့အစည်းတွေလည်းအခိုင်အမာရှိတယ်လို့ဦးခင်ကြီးကဆိုပါတယ်ဒီဇင်ဘာ28ရက်မှာကျင်းပမယ်လို့ကြေညာထားတဲ့မင်းအောင်လှိုင်ရဲ့အတူရောင်ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလား ကိုစလေလောင်ပေါင်း4900ခန်းမှတ်ပုံတင်ထားတဲ့ဒိတ်ကတထောင်ကျော်ဟာစေယုစုလက်ဝေခံ USDB ပါတီကိုစလေလောင်တွေဖြစ်တယ်လို့သိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်တရင်ချောင်းကတော့မြိုင်တွင်းမရွာကစစ်ကောင်မရှင်တပ်တွေကို တိုက်ခိုက်ပြီးလက်နက်သိမ်းစီးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်တွင်းမချင်းရွာကထွက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ပြီးလက်နက်သိမ်းစီးခဲ့တယ်လို့ A-Black အညာမြေစစ်စင်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။စက်တင်ဘာ28ရက်မနေ့ကမနေ့09:45မိနစ်မှာတွင်းမရွာကထွက်လာတဲ့အင်အား9ဦးပါစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုသူတို့တက်ဆွဲနေတဲ့စကန်နဲ့မီတာ450กว่ามาไต่ไข่เคราลุโซบาร์เด တွင်းမရွာတွေကဒီကောင်တွေရိတ်ခါပြက်လက်ပြီးသူတို့စကန့်ရဲ့အနောက်တောင်ဘက်စီမှာရေကန်မှာရိတ်ခါရှာရင်ငါးများထွက်လာရင်လည်းကျွန်တော်တို့ကစောင့်ဆိုင်ပြီးပြစ်ခတ်ခဲ့တာသူတို့အနေနဲ့ရိတ်ခါပြက်လက်နေတယ်ဆိုတဲ့သတင်းတွေရောကျွန်တော်တို့အမြင်ဆောင်ကြည့်နေတာရောကြောင့်မို့အဲ့ဒီကန်ကိုခက်စိတ်စိတ်ထွက်လာတာကိုသိလို့အတင်းဆောင်ပြီးပြစ်ခတ်ခဲ့တာပါလို့အိပလက်ဖွဲ့မှပြန်ကြားရေးတာဝန်ခံကဆိုပါတယ်အပြန်လန်ပြစ်ခတ်တိုက်ခိုက်ချိန်မိနစ်20ကြာမြင့်ခဲ့ပြီးပြစ်ခတ်မှုတွေတွင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်နှုတ်ဦးသိဆောင်က MA1 တနက်တလက်ကိုလည်းတင်းစီနိုင်ခဲ့တယ် လို့ပြောပါရယ်သူတို့ကလမ်းကြောင်းနှစ်ကြောင်းခွဲပြီးတော့ထွက်လာတော့စုစုပေါင်းစုံအင်အားက9ယောက်တိုက်ပွဲဖြစ်တဲ့နေရာနဲ့သူတို့ရဲ့အထိုင်စခန်းဆိုမီတာ450ပတ်ချာလောက်ပဲဝေးတယ်စစ်သားတေဆုံးတာတော့သိရတယ်ဗျမျက်မြင်ကတော့2ယောက်တေဆုံးပါတယ်အထီးကိုက်များလို့ထက်တေဆုံးစင်းကိုအတိအကျမသိရသေးဘူးဟုအချက်ပါတာဝန်ခံကပြောပါရယ်ဒီတိုက်ခိုက်မှုကိုအိပ်ပလက်အညာမြေစစ်စင်ရေးဖွဲ့နဲ့တူပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PNC မြိုင်ပကပတက်ခွဲတက်ခွဲနဲ့ကမ္မတက်ပေါင်းစု တမမကြီးပြောက်ကြားတပ်ဖွဲ့နဲ့နေမြေကန်မဟာမိတ်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။